အားလုံးမင်္ဂလာပါအချို့သဖြင့်ကျမတို့ US မှာနေတဲ့သူတွေဆိုလို့ရှိရင် credit score ဘယ်လောက်အရေးကြီးတယ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါတယ်ကျမတို့အိမ်ဝယ်တဲ့အချိန်မှာကားဝယ်တဲ့အချိန်မှာမဟုတ်လို့ရှိရင် credit နဲ့တခုခုလုတ်ချင်တဲ့အချိန်မှာဒီ credit score ကအဓိကကျတဲ့အကန့်အသတ်တခုမှပါဝင်တာဖြစ်ပါတယ်အားအကြောင်းမလို့ဒီ video theme မှာဆိုလို့ရှိရင်ကျမတို့ credit score ကို ထိခိုက်စေတဲ့ အကြောင်းအရာ၅ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဘယ်လောက် credit score ကိုကောင်းတယ်လို့ခေါ်တာလဲဘယ်လောက် credit score ဆိုလို့ရှိရင်စိုးတယ်လို့ခေါ်တာလဲဆိုတာကိုလည်းကျွန်မပြောပြပေးသွားမှာဖြစ်ပါတယ်ပြီးရင်တတိယချက်အနေနဲ့ credit score တိုင်းတာတဲ့နေရာမှာ US မှာဆိုလို့ရှိရင်အထက် company ၃ခုရှိတယ်ဒီ company ၃ခုရဲ့ကန်တာကိုလည်းကျွန်မပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ credit ကိုကြအောင် credit မကောင်းအောင်ချိခိုက်တဲ့အချက်၅ချက်ထဲကပထမချက်အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ bill ဒီကိုနောက်ကျမှပေးခြင်းဖြစ်တယ် bill ဒီကိုနောက်ကျမှပေးခြင်းကဆိုလို့ရှိရင်ကျွန်တော်တို့ထင်တာထက်ကျွန်တော်တို့ credit score ကိုချိခိုက်ပါတယ်ဒီ equifax ရဲ့ပြောပြချက်အရဆိုလို့ရှိရင်ဒီတစ်ခါပဲ payment နောက်ကျဒါနဲ့တင်ကျွန်တော်တို့ credit score ကျနိုင်တယ်လို့ပြောပါတယ်ပြီးလို့ရှိရင်သူတို့ရဲ့ report ထဲမှာ9နှစ်လောက်ကျန်ရစ်ခဲ့တယ်ဆိုပြီးတော့သူတို့ပြောထားပါတယ်အဲဒါကြောင့်မို့လို့ ကျွန်တော် auto payment setup လုပ်နိုင်တယ်ဆိုရင်တော့ဒါအကောင်းဆုံးပေါ့နော်ဒီလိုမျိုး under ရဲ့ကနေကျွန်တော်ကိုကာကွယ်ပေးတာဖြစ်သွားတယ်တကယ်လို့ auto payment setup ဖို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီဟာကိုအရန်ကယူဆိုင်ဖို့လိုပါတယ် credit company ဒီက payment history ကိုသူတို့ credit တိုင်းတာတဲ့အနေအမှာအကန္တာအကြီးမှာပါဝင်တာဖြစ်တဲ့အတွက်ကျမတို့ bill အိမ် bill me me bill phone bill ကအစ credit card bill တွေကိုကျမတို့ on time ပေးဖို့အချိန်မှန်မှန်ပေးဖို့အရန်အရေးကြီးပါတယ်ဒုတိယတစ်ချက်အနေနဲ့ debt to credit utilization ratio လို့ခေါ်တဲ့ကျမတို့အကျွင်းနဲ့အကျွင်းယူလို့ရတဲ့ကျမတို့ရဲ့ credit နဲ့သူတို့ ratio ပေါ့နော်အချိုးကျယူတဲ့အချိန်မှာတအားမြင့်ခြင်းဒါရဲ့အတိတ်ပဲကကျမတို့ရဲ့ credit နဲ့ဆာလို့ရှင်ကျမတို့အကျွင်းတင်တာကအရန်များနေတယ်အဲ့ဒါကြောင့်မလို့အိမ်ဝယ်ဖို့ဆိုလို့ရှင် mortgage company တွေကဒါတအားမြင့်တဲ့လူတွေဆိုလို့ရှင်သူတို့က approval မပေးဘူးပေါ့နော်ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှင်ကျမတို့ credit available ပေါ့နော်ကျမတို့ credit ကတထောင်လောက်ပဲရှိတာကိုကျမတို့ကအာ debt ပေါ့နော်ကျမတို့ရဲ့အကျွေးက600လောက်ရောက်နေပြီဆိုလို့ရှင်ဒါကကျမတို့ရဲ့အာ debt to credit ratio ကတအားမြင့်နေပြီဖြစ်တဲ့အတွက်သူတို့ကကျမတို့ကိုချက်ပြီးတော့အကျွေးမပေးဘူးပေါ့နော်ရေပိုရအဖြစ်ဆိုလို့ရှင်ဒီ lender တွေကဘာကိုတွေးချင်လဲဆိုလို့ရှင်ဒီ debt to credit ratio ကို30% အောက်ကိုဖြစ်စေချင်တာဖြစ်တယ်။အားသာမလို့ကျမတို့ရဲ့ debt to credit ratio က30%ကျော်သွားပြီဆိုလို့ရှင်ကျမတို့ mortgage ဖြစ်ဖြစ်အကျွေးတစ်ခုခုယူဖို့အာခက်ခဲသွားတာဖြစ်ပါတယ်။ပြီးလို့ရှင်တတိယတစ်ချက်ကတစ်ချိန်တည်းမှာ credit တွေကို အများကြီးရှောက်ထားတာဖြစ်ပါတယ်။ဒါကလည်းကျမတို့ရဲ့ credit score ကို ထိခိုက်နိုင်ပါတယ်။ဘလို့ရှင် credit တွေကိုအများကြီး inquiry လုပ်ထားတာဖြစ်ပါတယ်။အဲ့လိုမျိုးဆိုရလို့ရှင်ကျမတို့ရဲ့ credit score ကိုထိခိုက်နိုင်ပါတယ်။ အင်ဝယ်ဖို့ကားဝယ်ဖို့ဆိုလို့ရှင်เนาะတမတို့ကဒီလိုမျိုးအာတစ်ခုနဲ့တစ်ခုနိုင်ရှင်လို့ရအောင်ဒါကိုတော့သူတို့က credit score ကိုမထိခိုက်အောင်သူတို့အာဒါကိုအာတည်သက်အနေနဲ့ထားထားပါတယ်ရေဘူးရအဖြစ်ဒီ15ရက်ကနေ45ရက်အထိလောက်ကိုသူတို့အာထားထားပေးပါတယ်အားကြောင့်ကျမတို့ဒီအင်ဝယ်ဖို့ဆိုလို့ရှင်အာ lender ပေါ့နော် mortgage company နှစ်ခုသုံးခုဒီအင်ဝယ်ဖို့တစ်ခုထဲအကြောင်းအရာတစ်ခုထဲနဲ့နှစ်ခုသုံးခုဒီလိုမျိုးအာစုံစမ်းတာကြတော့ဒါအာ credit score မထိခိုက်ဘူးပေါ့နော်ဒါပေမဲ့တခြားကန္တာတွေကျမတို့အာ credit card ရှောက်တာဖြစ်ဖြစ်တခြားအရာတွေမှာဆိုလို့ရှိရင်အာအရန်ထိခိုက်ပါတယ်ပြီးလို့ရှိရင်နံပါတ်၄မှာဆိုလို့ရှိရင်ကျမတို့ credit card ဖွင့်ပြီးတော့ပြန်ပိတ်တာအဲ့ဒါကလည်းကျမတို့ရဲ့ credit score ကိုထိခိုက်နိုင်တယ်ဆိုပြီးတော့ Equifax ရဲ့အာ website မှာသူတို့ရေးထားပါတယ်ဘယ်လိုမျိုးထိခိုက်နိုင်တယ်လဲဆိုလို့ရှိရင်ကျမတို့နံပါတ်၄မှာပြောထားတဲ့ debt to credit utilization ratio တိုင်းထားတဲ့အချိန်မှာကျမတို့ credit card တစ်ခုကို အပိတ်လိုက်တဲ့အချိန်မှာဒီမှာကျမတို့ရဲ့ credit အာသုံးပိုင်ခွင့်ကိုကျမတို့ short လိုက်တာဖြစ်တဲ့ဥပမာဒီ credit card တစ်ခုမှာကျမတို့ကိုအာ credit လေးထောင်အထိကျမတို့ကိုသုံးပိုင်ခွင့်ရှိတယ်ဒါပေမဲ့ကျမတို့ပိတ်လိုက်တာဖြစ်တဲ့အတွက် debt to credit utilization ratio တိုင်းတာတဲ့နေရာမှာကျမတို့ကဒီ credit အပိုင်းကိုကျမတို့ short ချလိုက်တယ်လို့ဖြစ်တဲ့အတွက်ဒီ ratio ကိုပိုမြင့်အောင်လုပ်တယ်လို့ဖြစ်တဲ့အားကြောင့်မလို့ credit card ဖွင့်ပြီးပြီဆိုလို့ရှိရင်ပြန်ပိတ်တဲ့အချိန်မှာကျမတို့ရဲ့ credit score ကိုထိခိုက်နိုင်ပါတယ်ကျမတို့ credit card ကိုအာလွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကတည်းကဖွင့်ထားတာဆိုလို့ရှိရင်ကျမတို့ပိတ်လိုက်တဲ့အချိန်မှာ credit history ကိုတူအောင်ကျမတို့လုပ်တယ်လို့ဖြစ်သွားတယ်ပေါ့နော် lender တွေက credit history အာကြာပြီးတော့ account အာဟာကိုသူတို့ကြည့်စင်တာဖြစ်တယ် အာကျမတို့ပိတ်လိုက်တဲ့အချိန်မှာနှစ်ချက်ကျမတို့ထိခိုက်သွားတာကရှိပီတာ history ကိုကျမတို့ပိတ်လိုက်တာဖြစ်တဲ့ credit history ကိုတိုးအောင်ကျမတို့လုပ်တယ်လို့ဖြစ်သွားတယ်ပြလို့ရှိရင်ကျမတို့ရဲ့ debt to credit utilization ratio ကိုအမြင့်အောင်လုပ်တယ်လို့ဖြစ်သွားပါတယ်အားကြောင့်မလို့ credit card ပိတ်ခြင်းကလည်းကျမတို့ရဲ့ credit score ကိုထိခိုက်နိုင်ပါတယ်ပြီးရင်နံပါတ်5အနေနဲ့ကျမတို့ credit card ဖွင့်ပြီးတော့အကျွေးလည်းမရှိတော့ဘူးဒါကိုကျမတို့ဒီတိုင်းပဲလုံးဝမသုံးမဲ့ထားခြင်းဖြစ်တဲ့ အဲ့ဒါကလည်းကျမတို့ရဲ့ credit score ကို ထိခိုက်နိုင်ပါတယ်ကျမတို့ဒီ credit card တစ်ခုကိုဖွင့်တယ်ဒီတိုင်းမဲ့ထားတယ်ဘာမှ activity မရှိတော့ဘူးဆိုလို့ရှင်သူတို့ company တစ်ခုနဲ့တစ်ခုတော့မတူဘူးဒါတချို့ company တွေကသူတို့ရဲ့ကန့်သက်တဲ့အချိန်ရောက်တဲ့အချိန်ကျန်ကျမတို့ရဲ့ credit card ကိုကျမတို့ active မဖြစ်တာပေါ့နော်မသုံးတာအရန်ကြာပြီဖြစ်တဲ့အတွက်သူတို့ပိတ်ပေးတတ်တယ်ပြလို့ရှင်အဲ့လိုမျိုးပိတ်တယ်ဆိုလို့ရှင်ခဏကကျမတို့ credit card ပိတ်လို့ရှင်ကျမတို့ credit score ကိုထိခိုက်နိုင်တဲ့အကြောင်းအရာဒီနဲ့အတူတူ ပဲဖြစ်ပါတယ်။အားကြောင့်ဖြစ်နိုင်တဲ့ဆိုလို့ရှိရင် ကျွန်တော်တို့ credit card တီကိုအများကြီးမသုံးပေမဲ့ဖြန့်ထားပြီးပြီဆိုလို့ရှိရင်နှစ်လသုံးလတစ်ကြိမ်လောက်တော့သုံးပေးပြီးတော့ဒီ percentage ကိုအချိန်မီပြန်ဖြည့်ပေးတယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ credit score ကိုအာကူညီမှာဖြစ်တယ်။မဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ပုံမှန်ပေးနေကြ payment တစ်ခုခုဥပမာကား payment မဟုတ်လို့ရှိရင်တခြားတစ်ခုခုပေါ့နော်ဒါကိုကျွန်တော်တို့ဒီ credit card လေးနဲ့ set up ပြီးတော့ပုံမှန်ပတ်စံဖြည့်တယ်ဆိုလို့ရှိရင်တော့ ဒါကကျွန်တော်တို့ရဲ့ credit ကိုအာကူငင်မှာဖြစ်ပါတယ်အဲ့လိုမျိုးမဟုတ်ပဲねဒီတိုင်းပဲထားတယ်ဆိုလို့ရှင်အာကျွန်တော်တို့ရဲ့ credit score ကိုထိခိုင်းနိုင်ပါတယ်ဒီငါချက်ကိုပဲကျွန်တော်တို့တတိထားနိုင်တယ်ဆိုလို့ရှင်လဲကျွန်တော်တို့ credit score ကိုအကောင်ဆုံးမဟုတ်ရင်တောင်မှ account ဘက်မှာရှိမှာဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့ရဲ့ဒုတိယ topic ဖြစ်တဲ့ credit score ဘလောက်ဆိုရင်ကောင်းတယ်လို့ခေါ်တယ်လဲစိုးတယ်လို့ခေါ်တယ်လဲဆိုတာကိုကျွန်မပြောပြပေးသွားမှာဖြစ်ပါတယ် credit score ဟာဆိုလို့ရှိရင်ရေပူရအဖြစ်300ကနေ850ထိရှိတယ်ဒီ Equifax ရဲ့ information အရာဆိုလို့ရှိရင်ဒီ600ကနေ850ကို excellent ပေါ့เนาะတကယ်ကောင်းတယ်ဆိုပြီးတော့သူတို့ပြောတယ်ပြီးလို့ရှင်အာ940ကနေ996ဆိုလို့ရှင် very good ပေါ့เนาะကောင်းတယ်အရင်ကောင်းတယ်680ကနေ 939ဆိုလို့ရှိရင် good ပေါ့နော်ကောင်းတယ်980ကနေ669ဆိုလို့ရှိရင် fair ပေါ့နော်တိတ်မကောင်းဘူးပေါ့နော်ပြီးလို့ရှိရင်300ကနေ989ဆိုလို့ရှိရင်ဒါကတော့ poor ပေါ့နော်အရန်ဆိုတဲ့အာ number ဖြစ်ပါတယ်တချို့ဆိုလို့ရှိရင် credit history လုံးဝမရှိဘူးဆိုရင်တော့ဒီဒီအောက်မှာရှိအောင်ပဲပေါ့နော်ဒီ US မှာဆိုလို့ရှိရင် credit company ကြီး၃ခုရှိပါတယ်။ကျမတို့အိမ်ဒီပါဒီဝယ်တဲ့အချိန်မှာ loan ဒီပါဒီယူတော့မယ်ဆိုလို့ရှိရင် lender ပေါ့နော် mortgage company ဖြစ်ဖြစ် bank တွေကဒီ credit company တွေသုံးခုစလုံးများသောအဖြစ်ကြည့်ကြပါတယ်ဒီ company ကြီးသုံးခုဟာဆိုလို့ရှိရင် Equifax TransUnion Experian ဖြစ်ပါတယ်ဒီသုံးခုစလုံးကကျွန်တော်တို့ရဲ့ credit ကိုတိုင်းတာတာ ဖြစ်ပါတယ်ရေပိုရအဖြစ်သူတို့ကြည့်တာအတူတူပါပဲတွက်ချက်ပုံကနည်းနည်း क्वे ပြတယ်ပေါ့နော်တချို့ကဆိုလို့ရှိရင် payment history ကိုပို့ပြီးတော့အလေးထားပြီးတော့ကြည့်တယ် Equifax မှာဆိုလို့ရှိရင် payment history ကိုသူတို့35%ကြီးတယ် credit utilization ခဏကကျွန်မတို့နံပါတ်နှစ်မှာပြောထားတဲ့ဟာကို30%သူတို့ကြီးပါတယ်ပြီးလို့ရှိရင် credit age ပေါ့နော် history ဘလောက်ကြာကြာရှိတယ်လဲဆိုတာကိုသူတို့က15%ကြီးပါတယ်ပြီးလို့ရှိရင် different types of credit လို့ခေါ်တဲ့ credit အမျိုးမျိုးပေါ့နော်အာဒီ bill pay တာတစ်ခုပြီးလို့ရှိရင် credit card မှာအာပြီးလို့ရှိရင်နောက်တစ်ခုကကားမှာအဲ့လိုမျိုးပေါ့နော် credit အမျိုးမျိုးကိုအာ ဒီလူကအကောင်းကောင်းမွန်မွန်တစ်ချစီမံနိုင်သလားဆိုတာကိုသူတို့အာကြည့်တာက10%ဖြစ်တယ်ပြီးလို့ရှိရင် number of inquiries ပေါ့နော်ခဏကကျွန်မတို့ပြောတဲ့အထဲမှာလည်းပါတယ်တစ်ချိန်ထဲမှာ credit တွေအများကြီးရှောက်တာအဲ့လိုမျိုးတွေကိုသူတို့ကြည့်ပါတယ်အဲ့ဒါကိုသူတို့10%ကြည့်ပါတယ်ဒီဟာတွေအကုန်လုံးကြည့်တဲ့ချိန်မှာ100%ဖြစ်သွားတယ်ပေါ့နော်သူတို့သုံးတာက FICO model လို့ခေါ်တယ်သူတို့တိုင်းတာတဲ့ model ပေါ့နော်ပြီးလို့ရှိရင်အာနောက်တစ်ခု trans union ဆိုလို့ရှိရင်သူတို့ကဘယ်လိုတိုင်းတာလဲဆိုလို့ရှိရင် payment history ကိုသူတို့က40%ယူတယ်။ Philippine credit utilization ကို20%ယူတယ် credit age ကို21%ယူတယ် balance ပေါ့နော် balance ဆိုတာအကျွေးဘယ်လောက်ရှိတယ်လဲပေါ့နော်ဘယ်လောက် credit card အကျွေးဆိုလို့ရှင်ဘယ်လောက်ကျန်တယ်လဲဒီ balance ကိုသူတို့11%ယူတယ် Philippine new credit ကို5%ယူတယ် available credit 3%ခဏကနံပါတ်1မှာပြောတဲ့အဟာနဲ့ are at to be our debt to credit utilization ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီ available credit များတယ်ဆိုလို့ရှင်ဒါကကောင်းတယ်ပေါ့နော်ဒါကိုသူတို့က3%ကြီးတယ်ပေါ့နော်ဒီဟာဒီအကုန်လုံးပေါင်းတဲ့အချိန်မှာ100%ဖြစ်သွားတယ် trans union က payment history မှာ40%ယူတယ်အ Equifax မှာကြတော့35%ယူတယ်စသဖြင့်ပေါ့နော်နည်းနည်းကိုပြရတယ်ဒီ experience solution သူတို့က rental payment data တွေကိုတေချာသူတို့အာကြည့်တယ်ပေါ့နော်ဒီ credit company ကြည့်တုံးခုဆိုလို့သူဟာနဲ့သူ အကုန်လုံးအရေးကြီးတယ်ဘယ်တစ်ခုကအရေးမကြီးဘူးဘယ်တစ်ခုကအရေးကြီးတယ်ဆိုတာမရှိဘူးပေါ့နော်အားသာမလို့ mortgage company တွေ bank တွေပေါ့နော်ကျမတို့ loan လျှောက်တဲ့အချိန်မှာ credit တွေလျှောက်တဲ့အချိန်မှာသူတို့ဒီများသောအားဖြင့်ဒီ report သုံးခုစလုံးကိုသူတို့ကြည့်တာဖြစ်ပါတယ်အားကြောင့်ကျမတို့တစ်ခါတလေကျမတို့ရဲ့ credit score တွေလည်းကြည့်ဖို့ check ဖို့အာလိုအပ်ပါတယ်အဲ့ဒါမှကျမတို့ကအာကောင်းသလားကောင်းတယ်ဆိုလို့ရှိရင်ဒီကောင်းတာကိုဆက်လက်ပြီးတော့အလုပ်ဖို့တကယ်လို့ site တလောက်မကောင်းသေးဘူးဆိုလို့ရှိရင်ကျမတို့ အာဘယ်ဘက်မှာအားနည်းချက်ရှိတယ်လဲဆိုတော့ကိုကြည့်ပြီးတော့ကျမတို့ improve အောင်လုပ်ဖို့အဲ့လိုမျိုး solution အင်ဝဲတော့မယ်ကားဝဲတော့မယ် solution ပို့ပြီးတော့လွယ်လွယ်ကူကူ approve ရတယ်လို့ကျမတို့ပေးရမယ့်အတူနှုန်းကိုလည်းတက်တာစေပါတယ်ရေပိုရအဖြစ်ပြောမယ် solution credit score 600အောက်လောက် solution တော့အင်ဝဲဖို့ဒီပါ solution တော့သိမလွယ်ဘူးပေါ့နော် credit score မြင့်တာဆိုလို့ရှိရင်ကျမတို့အတွက်အများကြီးအထောက်အကူဖြစ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ US မှာနေတယ်မလို့ရှင်နိုင်ငံခြားမှာနေတယ်ဒီ credit system ကိုတုံးတဲ့နိုင်ငံမှာနေတယ်ဆိုလို့ရှင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ credit score ကိုအရင် excellent မှာရှိတယ်ဆိုရင်တော့ကောင်းတဲ့ excellent နေရာမှာမရောက်ရင်တောင်မှ very good level ပေါ့နော်အနည်းဆုံး good level ရောက်အောင်ကျွန်တော်တို့ကြိုးစားတင်တဲ့ဆိုတော့ကိုကျမဒီဒီနေ့မျှဝေချင်တာဖြစ်ပါတယ်လိုအပ်တဲ့လူရှိလို့ရှင်ကျမအောက်က description box မှာဒီ credit ကိုအ check လို့ရတဲ့ link ကိုကျမ ားထားပေးထားပါမယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်